အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Toyota engine တွေထဲမှာမှမီးတံအရန်ခောက်တက်တဲ့ 1JZ FSC engine အကြောင်းကိုဘူးဒရာပြင်မြပေးနေတာဖြစ်ပါတယ်ဒီ engine က engine power 2.5ဖြစ်ပြီးတော့ Matu ရွှေက Matu Blade Toyota VV Crown စတဲ့ကားတွေမှာတက်ဆင်ထားတာဖြစ်ပါတယ်ဒီ engine ကို Toyota ကုမ္ပဏီက2009နှစ်ဝန်းကျင်လောက်ကစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့အဓိကထုတ်လုပ်ရတဲ့ရည်ချက်က engine ရဲ့စွမ်းဆောင်ရည်ပိုပြီးကောင်းလာဖို့ရယ်စီစားသက်သာလာစေဖို့ရယ်ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုနည်းပါးပြီးတော့သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိစေဖို့အဓိကရည်ရွယ်ပြီး ီအင်ဂျင်ကိုထုတ်လုပ်ထားခြင်းဖြစ်ပါတယ်ဒီအင်ဂျင်ရဲ့စီဖြန်းသွင်းစနစ်ကကျွန်တော်တို့ပုံမှန်အင်ဂျင်တွေလိုအင်တိတ်ဘာနာကနေစီဖြန်းသွင်းတာမဟုတ်ပါဘူးအင်ဂျင်တာတွေကိုအင်ဂျင်ရဲ့ဟတ်မှာစိုက်ထားပြီးတော့မီးလောင်ခန်းထဲကိုဓာတ်ရိုက်စီဖြန်းတဲ့ GDI injection စနစ်နဲ့စီဖြန်းတာဖြစ်ပါတယ်အခုလိုအင်ဂျင်တာတွေကိုအင်ဂျင်ဟတ်မှာစိုက်ထားတဲ့အတွက် ပရက်ရှာပြင်းပြင်းနဲ့စီပြန်းပေးနိုင်ဖို့ဒီဖိုးပန့်လို့ခေါ်တဲ့ high pressure ပန့်ကိုပါတက်ဆင်ထားတာတွေ့ရပါတယ်။အခုလို GDI စီပြန်းသွင်းတဲ့စနစ်ကြောင့်ပဲသူခေတုခါမှာဒီအင်ဂျင်ကပြိုင်ဆိုင်ရှားပြီးတော့ဆွမ်းဆောင်ရင်အလွန်ကောင်းတဲ့အင်ဂျင်တစ်လုံးဖြစ်လာခဲ့ပါတယ်။သို့တော့ဓာတ်ဆီထည့်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံး95 run ကိုအသုံးပြုတင်ပြီးတော့ပညာရှင်တွေကတော့97 run ကိုအသုံးပြုဖို့ကို recommend ပေးထားပါတယ်။ပြီးတော့ engine က VVDI စနစ်ပါတဲ့ engine ဖြစ်တဲ့အတွက် engine wine ထည့်မယ်ဆိုလို့ရှိရင်လည်း engine wine အပါအဝင်ပဲသုံးသင့်ပါတယ်။ ဒီ engine တွေက2000ခုနှစ်လောက်ကထုတ်လုပ်ခဲ့တဲ့ engine တွေဖြစ်တာကြောင့်အခုဆိုလို့ရှိရင်တက်တန်းအဖြစ်နှစ်20ကျော်နေပါပြီကျွန်တော်တို့အစဉ်အဆက်မတန်းတဲ့စီတွေ3မီတာတို့စီထဲမှာရေပါဝင်လာတာတို့နောက်စီတိုင်ကြီးထဲမှာအမှုံမွားတွေများလာတာတို့စီဖီတာတွေပုံမှန်မလဲတာတို့ကြောင့်ဒီမှာပါတဲ့ GDI default band နဲ့ error တက်လာပြီးတော့ engine တုံတာတွေတွန်းစွတွန်းစွဖြစ်တာတွေဆက်တန်မှန်မှန်တာတွေနောက်မီခိုလိုက်တာတို့ engine ချမိလင်းတာတို့လေဗာနင်းမရတာတို့စတာတွေဖြစ်လာတာကိုမကြကနာဆိုသလိုကြုံတွေ့ရပါတယ်နောက်တစ်ချက်က engine ဒီဆောက်ပုံရဲ့ နောက်တဒန်းကြပြီးအနှစ်နှစ်လာလာစုဆောင်းထားတဲ့ကာဗွန်ကြိုးတွေကြောင့်ဒီအင်ဂျင်ကမီးသံအရန်ခေါက်လာတတ်ပါတယ်ပြီးတော့တဒန်းတစ်ခုအရာလည်းအင်ဂျင်ဝမ်ရောတာမျိုးတွေကြုံရတတ်ပါတယ်အမီးသံခေါက်လာတာကိုအချိန်ပေးပြီးတော့အင်ဂျင်ကျူးနင်းလုပ်လို့ရှိရင်ပျောက်နိုင်ပါတယ်သို့သောစီမတန်တာတွေရွန်နံပါတ်မမီတဲ့စီတွေကိုသုံးမယ်ဆိုလို့ရှိရင်တော့ကာဗွန်ကြိုးတွေပြန်များလာတဲ့အတွက်အချိန်တစ်ခုကြာတဲ့အခါမှာမီးသံပြန်ခေါက်နိုင်ပါတယ်အင်ဂျင်အကြဘက်ကိုရောက်လာလို့အင်ဂျင်ဝမ်အရန်ဆားလာခဲ့ရင်တော့အင်ဂျင်ချိန်းနာတွေအင်ဂျင် ပြက်ကင်နာတွေလုတ်ပြရမှာဖြစ်ပါတယ် လိုအပ်တာအလုံးပြုပြင်ပြီးသွားရင်လည်းငโกအတိုင်းအယုံဆွဲပြန်ကောင်းမှာဖြစ်တယ်လို့ငโกမူလဆွမ်းဆောင်ရည်ကိုလည်းပြန်လည်ရရှိသွားမှာဖြစ်ပါတယ်။အခုကျွန်တော်ရှင်းပြခဲ့တဲ့အကြောင်းအရာတွေကတော့ဝမ်ကြီးဆက် FNC အင်ဂျင်နဲ့ပတ်သက်ပြီးမိတ်ဆွေတို့ကိုကျွန်တော်တီးတလောက်လေးပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့တို့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကဘောဓုရတစုံတရာရရှိခဲ့တယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့မန်းကလေးလို့ရပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။